မြအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတရက်ခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဝလံမျိုးနဲ့အောက်တက်တာရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုတွင်အကြံပတ်စစ်သားတွေထိခိုက်သေဆုံးမှုများပြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ။သခိုင်းတိုင်းဝက်လက်မျိုးနဲ့အောက်တက်တာဂျီဝါမှာတက်ဆွဲထားတဲ့အချမ်းပတ်စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာ။အချမ်းပတ်စကောင်းစီတက်တာ30ခန်းပိတ်ဆုံးခဲ့တယ်လို့ရွှေဘိုခရိုင်အမှတ်23တပ်ရင်းမှတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်နေ့ကမန္တလေးမြို့ခေါဝွန်စိတ်ကန်းကနေတန်ကုန်တင်မောရီနဲ့အေယာဝရီမြေကျောင်းတိုင်းစံတက်လာတဲ့စကောင်းစီတက်သားတွေဟာပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့မွန်တက်စနနာရီဝင်းကျင်မှာဝလံမျိုးနဲ့အောင်တက်တာရွာမှာရောက်ရှိခဲ့ပြီးတော့ ယာယီအခြေချတက်ဆွဲခဲ့တယ်လို့သိရပါတယ်။အဲလိုတက်ဆွဲထားတဲ့အချမ်းပတ်စကြောင်းကိုဘီတုကကွယ်ရေးပူပေါင်းတက်တွေကအဲဒီစတေမလာ၁၈ရက်နေ့ကလေးကစတင်ပြီးဝိုင်းဝန်းပိတ်ဆို့ထားကအပေါ်တက်တာရွာကနေအတင်းစောင်းကြိုစောင့်ဆိုင်းခဲ့ကြအောင်။အဲလိုစောင်းကြိုနေတဲ့အပေါ်တက်တာရွာကိုစတေမလာ၂၈ရက်နေ့မွန်းတဲ့၁၂:၁၀မိနစ်ချိန်မှာတော့အချမ်းပတ်စတက်ကစကြောင်းထိုးလာတာကြောင့်ပြန်လည်ဖြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုပြီးခဲ့တဲ့စတေမလာ၁၈ရက်နေ့ကနေစတေမလာ၂၈ရက်နေ့ထိ ထိတွေ့တိုက်ပွဲတွေအတွင်းမှာစစ်ခွေးတွေဘက်က30ဦးတည်တယ်လို့သိရတယ်။စတေမလာ16ရက်နေ့ကနေစပြီးကျွန်တော်တို့တော်လိုင်းရေတပ်ဖွဲ့တွေဘက်ကစစ်ကြောင်းကိုဝိုင်းထားတာပါ။အဲဒီမှာပထမတိုက်ပွဲဖြစ်တော့စစ်ခွေးတွေတက်ကအထင်းနာပေမဲ့နောက်တစ်ချိန်အင်အားထပ်ဖြစ်ပြီးတော့စစ်ကြောင်းတွေထိုးလာလို့လက်နက်ကြီးရမလုံလောက်တဲ့အတွက်အပေါ်တတ်တာရွာကနေခစ်တာဆုတ်ခွာခဲ့ရပါတယ်။လက်ရှိထိတော့တိုက်ပွဲကကြီးကြီးမားမားမဟုတ်ပေမဲ့တခါတရံအသေးစားထိတွေ့တိုက်ပွဲတွေတော့ရှိပါတယ်လို့ရွှေဘိုခရိုင်တရင်23မှာတာဝန်ရှိသူကပြောပါတယ်။ ဆိုပါတဲ့ဘွဲ့တော့မှအကြမ်းတ်စစ်သားများအထိနာခါဖယူဖယဲနဲ့ပြန်လည်ဆုတ်ခွာသွားပြီးတော့စတေမာလာ၁၈ရက်နေ့မွန်လွဲ၂နာရီခန့်မှာထမှန်စကြောင်းထိုးတာကြောင့်ဒီသူကားကွယ်ရေးတပ်ဖွဲ့များနဲ့ထမှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲဒီမှာဒီသူကားကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လက်နက်ခဲရမလုံလောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပြီမလဲအဲဒီစတေမာလာ၁၈ရက်နေ့ကနေ၂၈ရက်နေ့အထိတိုက်ပွဲတွေတွင်မှအကြမ်းတ်စစ်ခွေ30ကျော်တိုက်ဆုံးခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမတ်၅အမတ်၈အမတ်၂၃ အမတ်26အမတ်9906တည်ရင်းများပူပေါင်းခဲ့တာဖြစ်ပြီးအစိုးပါတိုက်ပွဲများအတွက်မှာဂျမ်ဘတ်စစ်တာအများပြတည်ဆုံနေတာကိုမျက်မြင်ရ၎င်းဖန်စီရရှိတဲ့စစ်တုံးမှန်များရဲ့ပြောပြချက်ရ၎င်းသိရတယ်လို့ရွှေဘိုခရိုင်တည်ရင်း23ကထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့မန္တလေးမြို့မှာလုံခြုံရေးပုံမိုတင်ကျပ်နေတဲ့ဂျားကနေအာနာရှင်စနစ်စန့်ကျင်ရေးရွေးကောက်ပွဲအတုတိုက်ဖြတ်ရေးလူလူလှုပ်ရှားမှုပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ် မန္တလေးမြို့မှာအကြမ်းဖက်စစ်ကောင်ဆောင်ရောင်းနေတဲ့အချိန်လုံခြုံရေးပို့မှုတင်းကျပ်နေတဲ့ကြားကအာနာရှင်စနစ်စန်းကျင်ရေးရွေကောက်ပွဲအတုတိုက်ဖြတ်ရေးလူတို့လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။မန္တလေးမြို့ဖရာကြီးမန္လေးတောင်ချင်းသိင်းနှကောင်ဇေချိုးတော်နိုင်စဉ်ဂျုံပေစီပင်ရုံးရှိဖရာပွဲကင်းတဲ့ထင်ကရလမ်းမကြီးတွေထပ်မှာအာနာရှင်စနစ်စန်းကျင်ရေးရွေကောက်ပွဲအတုတိုက်ဖြတ်ရေးလူတို့လှုပ်ရှားမှုတွေကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တင်ကတော့ မူထုံမျိုးနဲ့ကမာဝဲရွာအုပ်ချုပ်ရေးမှုကိုဝင်ရောက်ပြစ်ခတ်မှုတွေမှာအုပ်ချုပ်ရေးမှုအပါအဝင်နှစ်ကောင်သိမ်းဆုံးပြီးမူထုံမျိုးပေါ်မှာလည်းအချမ်းမဲ့စစ်တပ်ကလုံခြုံရေးတင်းချက်ထားကလုံငယ်များကိုနေစဉ်ပေါ်တာဆွဲဖမ်းဆီးနေတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။မုံပြင်းနဲ့မူထုံမျိုးနဲ့ကမာဝဲဂျေးရွာအုပ်ချုပ်ရေးမှုရုံးကိုဝင်ရောက်ပြစ်ခတ်မှုဖြစ်ပွားပြီးမှာအုပ်ချုပ်ရေးမှုအပါအဝင်နှစ်ဦးသိမ်းဆုံးခဲ့တယ်လို့ဒေသနဲ့ပြည်သူတွေနဲ့တော်လှန်ရေးတဲ့ရင်ရင်းမြစ်ကပြောပါရစေ။ပြီးခဲ့တဲ့အော်တိုဘားလ၄ရက်မနက်9:00နာရီခန့်ချိန် မူရုံမျိုးနဲ့ကမာဝဲရွာအုပ်ချုပ်ရေးမှုရုံးကိုအမည်မသိတနတ်သမားများကကားနဲ့ဝင်ရောက်ပြစ်ကတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းအဲလိုဝင်ရောက်ပြစ်ကတ်တိုက်ခိုက်မှုတို့မှာကမာဝဲဂျီဝါအုပ်ချုပ်ရေးမှုဥပါဝင်နှစ်ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်ပြီးခဲ့တဲ့အော်တိုဘားလာ၄ရက်နေ့မနက်9နာရီလောက်မှာကမာဝဲရွာအုပ်ချုပ်ရေးမှုရုံးကိုကားနဲ့လာဖြစ်တယ်လို့တော့သိရတယ်အဲဒီမှာအုပ်ဂျီပါဝင်နှစ်ကောင်သေးတယ်လို့သတင်းရတယ်ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ဒေသနေပြည်သူတအူးကပြောပြပါတယ် ရီတခိုင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မူရုံမျိုးနဲ့အတွင်းမှာဆေးရဲလှူရှားနေတဲ့လက်နက်ကင်ဖွဲ့တွေက ထုတ်ပြန်ထားတာမရှိသေးပဲအကြံပတ်စက်တပ်ဘက်ကလည်းဖြစ်ခတ်သူတွေကိုဖမ်းမိရတဲ့အတွက်လုံခြုံရေးတင်းကျပ်ထားကောင်လက်ရှိချိန်ထိဖြစ်ခတ်သူတွေဟာဘေကင်းစွာလွတ်မြောက်သွားပြီဖြစ်တယ်လို့သိရပါတယ်။ဒါပြင်လက်တလောမူရုံမျိုးပေါ်မှာအကြံပတ်စက်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ပြင်လူငယ်များကိုလည်းစစ်မှုတန်းဖြစ်နေစဉ်ပေါ်တာဆွဲဖမ်းဆီးနေကြောင်းမူရုံမျိုးအဝင်ထွက်ကိုရဲနဲ့ပြည်စော်တီများကစစ်ဆင်နေပြီး နေစဉ်ခရီးသွားပြည်သူများနဲ့လမ်းသွားလမ်းလာပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးငွေညှင်းမှုတွေလုံဆောင်နေကြောင်းဒါပြင်စမှုတန်လူစားတော်တွေအဖြစ်လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရောင်းဝယ်နေကြကြောင်းသိရပါတယ်အဲဒီလိုပေါ်တာဆွဲဖမ်းဆီးမှုတွေကို နေရင်းရဲခေါင်းဆောင်တူရာထွန်းနေရင်းရဲရခိုင်ရဲတပ်သားစာကလေးခေါ်မြင့်သိန်းရဲတပ်သားထုံးအောင်ကျော်ရဲတပ်သားကလာရဲတပ်သားမိုးကြီးနဲ့ရဲတပ်သားဝလင်းဦးတို့ကအဓိကလုံဆောင်နေတယ်လို့သိရပါတယ်နောက်ထပ်ထမှန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မဲဇရဲ့မှာရွေးမှုအကြောင်းပြပြီးအာနာတင်းခဲ့တဲ့စစ်တကာ၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဇရဲ့နေဟာလူဦးရေ900မှာ300မှာရွေးနေတယ်လို့ဂျန်ဖောပါတီမှဘူးလက်လှဆွေကပြောလိုက်ပြီးတော့တေတဲ့သူတွေပါမဲဇရဲ့မှာပြန်ပါနေပြီးရက်ခွက်အုပ်ချုပ်ရေးမှုမိသားစုနဲ့အမတ်လောင်းမိသားစုပင်မဲဇရဲ့မှာပါမလာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။2020ရွေးကောက်ပွဲမှာမဲဇရဲ့မှာရွေးနေလို့အကြောင်းပြအာနာတင်းခဲ့တဲ့စစ်တကာ၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဇရဲ့နေမှာ လူဦးရေ900မှလူဦးရေ300ကမှားယွင်းနေတယ်လို့ဘူလန်လာဆွေကအော်တိုဘားလ9ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်မှာတဆင့်ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ရွေးကောက်ပွဲအတွက်မဲစရဲများကိုတွားရောက်စစ်ဆေးကြည့်တဲ့အခါလူဦးရေ900မှလူဦးရေ300ကမဲစရဲများမှားယွင်းနေကြောင်းဒီထဲမှာရက်ွက်အုပ်ချုပ်ရေးမှူးနဲ့မိသားစုပင်မဲစရဲမှာမပါကြောင်းမဲစရဲများဟာလုံကွာဟနေပြီးတော့အဲ့ဒီမဲစရဲနေပြန်လဲပြူးပြင်းရန်ပင်အချိန်တစ်ပတ်တာကြံတော့တယ်လို့ဘူလန်လာဆွေကဆိုပါတယ်။ အခုမဲစရဲနေကတ်ထားတာတွားကြည့်တယ်။တော်တော်များများကလွဲနေတယ်။ဘလို့လွဲတာလဲဆိုတော့2020တုန်းကမဲစရဲအဟောင်းကြီးလို့ယူဆရတယ်။အခုအသေးပြန်ကောက်တဲ့ဒီရကြဲဥချုပ်ရေမှုတွေပြန်ကောက်တဲ့စရဲနေမဟုတ်ဘူး။ကွာတာကတော်တော်ကွာပါတယ်။900ရမှ300လောက်ကွာပါတယ်။ဒါကတိတ်မကောင်းဘူးလေ။ယူရေးစီအနေနဲ့ပြန်လုပ်ရမယ်ပုံစံတုံးနဲ့ပြန်လျှောက်ပြီးတော့တော်တော်ကိုလုပ်ရမယ်။ဒါကအောက်တိုဘာ12ရက်နေ့ဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကျန်တော့တယ်။ ဒီတစ်ပတ်အတွင်းမှာတော်တော်ကိုလုံယူရမယ်။ဒါကဥပမာမင်္ဂလာဒီပားလို့ရက်ွက်မျိုးမှာဆိုရင် ရက်ွက်အုပ်ချုပ်ရေးမှုတောင်မပပါဘူး။ရက်ွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုကမဲစည်းနဲ့မပါဘူး။အဲတော့ဂျန်တဲ့လူတွေကတော့ပြောမနေနဲ့အဲလိုတွေဖြစ်နေတယ်။နောက်ပြီးတေသွားတဲ့သူတွေကပြန်ပါနေတာရှိတယ်။တေသွားတဲ့လူတွေနောက်တစ်ခါအပီးပြောင်းသွားတဲ့သူတွေပြန်ပါနေတယ်။ဒါကတော်တော်များနေတယ်လို့ဘူးလက်လာဆွေကပြောပါတယ်။ဒါပြင်မဲစည်းနဲ့ဟာတမျိုးနယ်ကိုယာကနန်းကျော်ကွာဟာနေပြီး အဲ့ဒီမဲစရင်မာရွက်မှုများတဲ့အတွက်မဲစရင်ကိုဓာတ်ပုံရိုက်ပြီးတော့ရက်ွက်တော်မှလူဦးရေစရင်နဲ့တိုက်ဆိုင်စစ်ဆေးနေရကြောင်းစတက်လက်အောက်ခံရွက်ကောက်ပွဲကော်မရှင်အနေနဲ့မဲစရင်များကိုပြန်လည်ပြုပြင်ရမှာဖြစ်တယ်လို့လှဆွေကဆိုပါတယ်နောက်တစ်ခါလော့တော့ကိုစလဲတူပဲပါတယ်သူ့ရဲ့မိသားစုကြတော့မပေါ့ဘူးလော့တော့ကိုစလဲတောင်အာနာလို့ထည့်ပေးလိုက်တာလားမသိဘူးဒီမဲစရင်တွေကတော်တော်ကိုမှားနေပါတယ်တော်တော်ကို ပြန်ပြင်ရမယ်အဲ့ဒါတွေတွေ့တယ်ဒါလေးကိုအချိန်မီပြုပြင်ဖို့ ဒါကဘသူတွေအလုံးရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရင်မှုတွေလော့တော့ကိုစလဲတွေကိုယ်တိုင်ကအာထုတ်ပြီးတော့မှမယုံနိုင်ကိုလိုက်ကြည့်ပြီးတော့မှဓာပုံးရိုက်ပြီးတော့ဒီစည်းရင်မှန်လားမမှန်ဘူးလားဆိုတာရက်ွက်ထက်ကလူတွေကိုတိုက်ဆိုင်စစ်ဆေးတာတွေလုပ်နေရတယ်။တမျိုးနဲ့တမျိုးနဲ့ကိုယာနဲ့ချီပြီးတော့ကွာခြားနေတယ်။ယူရေးစိနေနဲ့ဒါလေးတော့အာထုတ်ပြီးတော့လုံးရမယ်လို့ဘူးလက်လားဆွေကဆိုပါတယ်။ပြခဲ့တဲ့2020ရွေးကောက်ပွဲမှာ NLD ပါတီကအပြတ်တက်အနိုင်ရရှိခဲ့ပေမဲ့မင်းအောင်လိုက်တဲ့အကြမ်းဖက်စစ်တပ်ကမဲစည်းရင်းနေမှာရွေးနေတယ်လို့အကြောင်းပြကောင တမရအဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်မကန်တောင်ဆန်းစုကြည်တို့ကိုဖမ်းဆီးကနိုင်ငံကိုအာဓမဆက်ရနာတင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အာထာကလီကျောင်းအုပ်ကဖုန်ယူဆောင်လာတဲ့ကျောင်းသားများထံကနေဖုန်းများတင်ဆက်ပြီးတလုံးကိုတသိန်းနဲ့ပြန်ရွေးခိုင်းလို့မိဘများနဲ့အငင်းပွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းတောင်ငူမြို့မှာရှိတဲ့ MLA ခြေကံပညာထက်တန်းကျောင်းအာထာကလီမှာပြီးခဲ့တဲ့အော်တိုဘားလ၄ရက်နေ့လယ်ပိုင်းက ချောင်းကိုဖုန်ယူဆောင်လာတဲ့ချောင်းသားများရဲ့ဖုန်းတွေကိုချောင်းဆရာမကြီးကတင်းဆဲကြတာလို့သိရပါတယ်။အဲလိုတင်းဆဲပြီးတဲ့နောက်မှာတလုံးကိုငွေကျပ်တသိန်းနဲ့ပြန်လဲရွေးယူခိုင်းတာကြောင့်ချောင်းသားမိဘတွေကြားပြဿနာဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အဲဒီဖြစ်စဉ်ဟာ Great Dan ကနေ Great 12ထိစံမပွဲဖြေဆိုခဲ့တဲ့နောက်ဆုံးနေ့မှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးဒါဝင်ကြားဆရာမများကចောင်းသားများရဲ့လွယ်ရည်များကိုလိုက်လံရှာဖွေခဲ့တယ်လို့သိရပါတယ်။အဲဒီ Grade 10, Grade 11, Grade 12ဆက်မပွဲဖြစ်တာနောက်ဆုံးရဆိုတော့ ကျောင်းသားတွေခိုင်ရန်ဖြစ်ပွားမှကိုစိုးရိမ်ပြီးတော့လွယ်အိတ်တွေကိုလိုက်စစ်စေတာအဲဒီမှာဒုတ်တွေဓာတ်တွေလက်နက်တွေမတွေ့ပဲဖုန်းတွေတွေးလို့တင်းဆဲပြီးတော့ရုံငန်းကိုအလိုက်တာလို့နန်စီတီယန်ဆရာမတအူးကပြောပြပါလိမ့်အဆိုပါဆရာမရဲ့ပြောပြချက်အရဖုန်းလုံးရေရများပြပြီးအဲဒီကျောင်းဆရာမကြီးကဖုန်းတစ်လုံးကိုငွေကျပ်တသိန်းလုံးနဲ့ပြန်ရွေးခိုင်းခဲ့ရတာကနေကျောင်းသားမိဘများနဲ့အခြေတင်ဖြစ်ပွားကပြဿနာကြီးထွားလာတာဖြစ်တယ်လို့သိရပါတယ် အဆိုပါတောင်ငူအာထကလေးကျောင်းဦးဆရာမကြီးဟာဆေးရနာတင်ပြီးတဲ့နောက်မှာပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီးစတက်ရာရှိကရောတူးလဲဖြစ်တယ်လို့ဒေသခံတရင်ချင်းမြစ်တွေစီကသိရပါတယ်။နောက်ထပ်ထမ်းမှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပကံကိုဝင်အောင်လာမဲ့ကားစီးရီထောင်းချီရင်ကျော်ပိတ်ဆို့နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။လက်ရှိမှာဂျမောက်တောင်ဆက်ရေရှမ်းနေတဲ့အတွက်မိထီလာကြောက်ပရောင်းလမ်းမိုင်းမှာလမ်းရေးကျော်ပြီးတရာချိုးခဲ့တဲ့နေရာမှာ အော်တိုဘားလာလေယာဉ်လေးကဂါးစီးရီထောင်ကြီးဟာတနေကုန်ရင်ကျော်ပိတ်ဆို့နေတယ်လို့ဒေသခံတွေစစ်ကသိရပါတယ်။အဲဒီကားတွေဟာသတင်းကြိုပိတ်ရက်ပကံဒေသကိုဖျားဘူးလာရောက်ကြတဲ့ကားတွေအများဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။သူတို့ကသတင်းကြိုရုံပိတ်ရက်ပကံဖျားဘူးထွက်လာကြတာပါ။ဂါးစီးရီတထောင်နီးပါးလောက်ရှိမယ်။တနေကုန်စောင့်နေရတာ။မနက်9နာရီဝင်းကျင်ကလေးကစောင့်နေတာ။အခုညနေပိုင်းထိမပြတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတအူးကပြောပြပါတယ်။ ။ဘိုင်းလိုကြိုးကြပြက်စီးခဲ့တဲ့တရားနေရာကိုယာယီဖြတ်တန်းခွင့်ရအောင်ဘဖိုးရင်ကြီးတဲ့ဒုံပြုတ်ကအမြန်ဆုံးပြုတ်လုပေးထားပေမဲ့လက်ရှိမှာတော့ရင်းတစည်းချင်းစီပဲဖြတ်တန်းနိုင်တာကြောင့်အခုလိုကြမ်းကြမှုတွေဖြစ်ရတာလို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒါပြင်ဒီနေ့ဟာတရင်ချိုပိတ်ရအစဖြစ်တာကြောင့်ရန်ကုန်ကအထွက်ဇီရိုမိုင်ဒိုကိန်းမှာလည်းခီးသွားကြမဲ့ကားတွေပိတ်ဆို့မှုဖြစ်နေတယ်လို့အမြန်လမ်းမိုင်160လောက်ကနေစပြီးတော့185မိုင်လောက်အထိမှာလည်းကားတွေရာနေချီပိတ်မိနေတယ်လို့သိရပါတယ်။ ဒါပြင်အမြန်လန်း164မိုင်မှာစွာချောင်းတရားကိုပြုပြနေတာကြောင့်လန်တစ်ဖက်တည်းကနေတာကားတွေကိုအလဲကျပေးဖြတ်နေတဲ့တွင်အားဒီမှာလည်းကားတွေနိုင်နဲ့ချီစောင်းရတဲ့အထိကားတွေပိမိနေတာဖြစ်တယ်လို့ဒေသခံသတင်းတွေကသိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာဘက်ကျန်းဂျာပြန်ကိုင်းမှာပိမိနေတဲ့ထိုင်းနိုင်ငံသားစကြဝဠာကိုကဲတင်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာဘက်ကျန်းမြဝတီမြို့နယ်မှာရှိတဲ့ကာစီနိုယုံနေမှာလိမ့်လေခံရပြီးပိမိနေတဲ့ ထိုင်းနိုင်ငံသား16ယောက်ကိုဒါရှခိုင်မှာရှိတဲ့ထိုင်းစစ်တပ်ရာရှမနူးစစ်ကြောင်းကဒဆိုင်ရဖွဲ့စည်းတဲ့နယ်ဆက်သွယ်ပူးပေါင်းပြီးကယ်တင်နိုင်ခဲ့တယ်လို့အာဆီယံထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲဒီထဲမှာအမျိုးသား10ယောက်အမျိုးသမီး6ယောက်တို့ပါဝင်ပြီးသူတို့တွေဟာဆိုရှယ်မီဒီယာကကြောင်ညာချက်တွေရအလောက်ကောင်းကောင်းလုံးရမယ်ဆိုပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတဖန်နိုင်ငံကိုလှည့်ပြခေါ်ဆောင်ခံခဲ့ရတာလို့ဆိုပါတယ်။ဒါပေမဲ့လုပ်ငန်းခွင်ကိုရောက်တော့ပြောထားတဲ့အလုံးနဲ့မကိုင်းညီတဲ့အတွက်ထိုင်းကိုပြန်လာခြင်းနဲ့လို့အကူအညီတောင်းခဲ့ကြကြောင်း ရာရှမနူးစစ်ကြောင်းကလည်းတပန်နိုင်ငံကတာဝန်ရှိသူတွေနဲ့ဆက်သွယ်ဆောင်ရွက်ပြီးဒီကနေ့မနက်မှာသူတို့အားလုံးကိုထိုင်းနိုင်ငံကိုပြန်လည်ခေါ်ဆောင်ခဲ့ပြီလို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Fair Party လွတ်တော်အမတ်ကန်နဝီဆိုင်ဆဲကလည်းထိုင်းနိုင်ငံသား16ယောက်မြားရီမျိုးနဲ့ရွှေကောကိုဒိုးစီပွားရေးစုံကကြားပြန်ခိုင်းမှာအလင်းခံရပြီးပိတ်မိနေကြောင်းလူကုန်ကူးမှုတားကောက်များကိုကြီးစောင်းရှောက်ရေးအဖွဲ့ကအကြောင်းကြားလာတာကြောင့်အော်တိုဘားလ၄ရက်နေ့ကထိုင်းဝန်ကြီးချုပ်တန်စာပို့ပြီး ်ဘရိုးတွေလွန်မြောက်လာအောင်ကိုကြီးဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့တယ်လို့သတင်းဌာနကပြောပါတယ်။ဝန်ကြီးချုပ်ကလည်းသူတို့ကိုအမြန်ဆုံးကတ်တင်ဖို့နိုင်ငံယာယီဝန်ကြီးဌာနနဲ့သက်ဆိုင်ရာအဖွဲ့တွေစီညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ဒီမန်နေ့အော်တိုဘားလ9ရက်နေ့ည9နာရီမှာပဲနင်းနာသူတွေဘက်ကလွန်မြောက်ပြီဖြစ်ကြောင်းထိုင်းကိုပြန်ဖို့ပဲကြံတော်ကြောင်းအကြောင်းကြားလာတယ်လို့ဆိုပါတယ်။ဗာဒီမတိုင်ခင်လင်ကန်ရာသူတွေကနှစ်ယောက်ဟာ online platform အလုံးကြော်ညာ application တခုကနေ crypto ငွေကြေးစိမ့်မှန်မှုဆိုင်ရာအလုံးရဖို့ရှောက်ထားခဲ့တာဖြစ်ပါတယ်။ အရိကော်မဏီကဥပဒေနဲ့အညီတည်ထောင်ထားတယ်လို့လည်းယုံကြည်ခဲ့ပါတယ်။အရင်နောက်စက်တင်ဘာလ3ရက်နေ့ကဝါဟင်မျိုးကနေဘန်ကောက်ဘန်ကောက်မျိုးကနေဘတ်စကားစီးပြီးမဲဆောက်ကိုရောက်လာခဲ့ပါတယ်။မဲဆောက်မှာတော့ကလေးတစ်ပတ်နဲ့မျိုးသမီးတစ်ယောက်ကလာကြိုတာကြောင့်တန်တရားမရှိဘဲနဲ့လိုက်လာခဲ့ပါတယ်။အရင်နောက်ချောင်းရီကိုဖျက်ကူးပြီးကမှမြန်မာပြည်ထဲရောက်သွားတယ်ဆိုတာသိလိုက်ရပါတယ်။အရင်မှလောက်ရတဲ့အလုပ်ကတော့စကမ်မာလို့ခေါ်တဲ့ဂျာဖျန်အလုပ်ဖြစ်တာကြောင့်ဒုအနေနဲ့ဆံမလုပ်လို့တော့ပဲပြန်ပို့ဖို့ပြောခဲ့ပါတယ်။ ဒါပေမဲ့သူတို့ကပြန်မပို့ပဲလူစားထိုးဖို့နောက်ထပ်၁၀ရောက်ရှာခိုင်းပါတယ်။ရှာနိုင်ရင်တယောက်ကိုဗတ်တတောင်းပေးမယ်လို့ပြောပါတယ်။အရင်နေရာမှာပိတ်မိနေတဲ့နောက်ထပ်ထိုင်းနိုင်ငံသား၁၅ရောက်လောက်ရှိနေတယ်လို့လည်းဆိုပါတယ်။ထိုင်းတော်ဝင်ရှိသူတွေကမြဝတီဘတ်ချန်းက BGF နဲ့ကြဆောင်တက်စီဆက်သွယ်ကူညီတောင်းခဲ့တယ်လို့ဆိုပါတယ်။အဲဒီချိန်မှာ BGF ကသူတို့၁၆ရောက်ကိုကယ်တင်ပြီးထိုင်းစစ်တပ် Rashmanu စစ်ကြောင်းထံလွှဲပြောင်းပေးရခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ထိုင်းစစ်တပ်ကလည်းမဲဆောင်မျိုးနဲ့ရထပ်ဖွဲ့ထံဆက်လက်အနှံ့ပြီး NRM စနစ်နဲ့လူကုန်ကူးခန့်ရတဲ့တားကောက်အမှန်တကယ်ဖြစ်မဲ့ဖြစ်စစ်ဆေးကနေရက်ကိုပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ပြောတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးဒီနားဆင်ကြတဲ့သတင်းပေးသားများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။